อ่า तू อ่ะบ่าเลยสิรอแล้วสิ तू อเจ้งเนี่ยอคันซาอยู่อ่ะมันตะลีหมดอูเปียหนีบีรอเปียไอ้หนีบีรอโหเว้ยอดีกะก็ดีกูเจอเราสิงคโปร์เยอารมณ์เป็นมิงลาบาเปียเจอเนี่ยบอมายักกั่วชินเนี่ยก็นี่เปลี่ยนเลยจูโซไล่บาได้ครับเปียနေစဉ်ထူးဆင်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကဲခုနကတော့ရှိပြီဆိုတော့နည်းနည်းလေးစပြောမယ်ခင်ဗျာဒီကဒီအခုငလင်ကကျွန်တော်တို့ကဟို main online ကို ကြီးအခွင့်အရေးပေးလိုက်တယ်ဆိုတာခင်ဗျားတို့သိလားအခုငလင်းကဒီကျွန်တော်တို့ဒီခေတ်ဆက်ဆက်ကျွန်တော်တို့နိုင်ငံရဲ့ဒီစစ်တပ်တမိုင်းမှာတခါမှမလုံဘူးတဲ့အလုံမျိုးကိုအခုလက်ရှိမင်းအွန်လိုင်းလှုပ်လာတာကိုကျွန်တော်တို့မြန်ဝမ်းတင်နေတွေ့မြင်ရတယ်ဗျအဲ့ဒါပါလဲဆိုတော့ဒီနိုင်ငံကအကူအညီတွေကိုသူတောင်းနေတရားဝင်သူတောင်းနေ ဒီနေဝင်လက်ထက်မှာလည်းနိုင်ငံတကာအကူအညီကိုတောင်းခဲ့တာမရှိသလိုအဲ့လိုတရားဝင်ကြီးပေါ့နော်တရားဝင်ကြီးနေဝင်လက်ထက်မှာလည်းနိုင်ငံတကာအကူအညီမတောင်းခဲ့ဘူးအဲ့လိုပဲကျွန်တော်တို့တန်းရွှေလက်ထက်မှာတုန်းကလည်းဒီနိုင်ငံမုံတိုင်းဖြစ်တဲ့အချိန်မှာနိုင်ငံတကာအကူအညီကိုသူလုံးဝတောင်းသွားတာကျွန်တော်တို့မတွေ့ရဘူးအခုမင်းအောင်လိုင်လက်ထက်မှာကြောက်သူတရားဝင်နိုင်ငံတကာအကူအညီတောင်းတယ်အဲ့တော့နိုင်ငံတကာကြီးကဝင်လာမဲ့အချိန်မှာ तू ကဘာလုပ်လဲဆိုတော့ လက်ရှိသူအကျိတ်နဲ့အခံစားရုံကမန္တလေးမဟုတ်ဘူးဗျနေပြည်တော်ဗျအဲ့နေပြည်တော်ကိုပဲအဓိကကဒီခုကျွန်တော်တို့စင်ကာပူရယ်ရုရှားရယ်တရုတ်ရယ်နော်ထိုင်းရယ်နော်အဲ့နိုင်ငံတွေကရောက်လာတယ်ဟောင်ကောင်ကိုလုံးဝဝင်ခွင့်မပေးတာဟောင်ကောင်ကိုလုံးဝဝင်ခွင့်မပေးတာသူတရုတ်နဲ့ပြဿနာတက်မှာကြောက်လို့ လက်ရှိမလေးရှားတို့ဘာတို့ကအကူအညီတွေရောက်နေတယ်အဲ့ဒါတွေအကုန်လုံးကနေပြည်တော်ထဲမှာပဲအကုန်လုံးအကူအညီပေးနေကြတယ်ဒါပေမဲ့တရုတ်နိုင်ငံတစ်ခုတည်းကိုမန္တလေးကိုအကူအညီခွင့်ပေးလိုက်တယ်မန္တလေးမှာကျွန်တော်တို့ Sky Villa Control Area မှာအများစုနေထိုင်တာတရုတ်တွေဖြစ်တယ်တရုတ်နိုင်ငံသားတွေမြန်မာမြန်မာပြည်မှာလာနေတဲ့လူတွေအများစုနေထိုင်တာဖြစ်တယ်အဲ့တော့တရုတ်တွေကသူတို့နိုင်ငံသားတွေကိုသူတို့ကယ်တင်ဖို့ရောက်လာခြင်းဖြစ်တယ်ကျွန်တော်တို့ ကူညီရယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့နိုင်ငံသားတွေပိတ်မိနေတဲ့သူတို့နိုင်ငံသားတွေငလင်အောက်မှာရောက်သွားတဲ့သူတို့နိုင်ငံသားအများစုကိုသူတို့ကယ်ထုတ်ဖို့ကြိုးစားဖို့အတွက်မန္တလေးကိုတော့တရုတ်တွေဝင်ခွင့်ပေးလိုက်တယ်။ကျန်တဲ့နေရာတွေကိုတော့လုံးဝသွားလာခွင့်မပေးသေးပါဘူး။ဇကိုင်းမှာဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်အသက်ရှင်ခွင့်ရနိုင်ပါတော့လဲအသက်ရှင်ခွင့်မရခဲ့တဲ့သူတွေအများကြီးရှိပါတယ်။အခုအရန်ကြီးအပုံနဲ့ထောင်ထပ်နေအောင်ဖွက်ပြီးတော့လုံးဝနေလို့မရတော့တဲ့တိလိုက်ရှင် ကြောင်းတစ်ကြောင်းမှာစစ်တပ်ကဝိုင်းပြီးတော့သူတို့လုံနေလာမဟုတ်ပြိုင်ရသမားတွေခေါ်ပြီးတော့ပဲဝင်တိုးခိုင်းတာတွေ့ရတယ်စစ်တပ်ကအပြင်ကနေဝင်းရံတဲ့သဘောမျိုးအဆင့်လောက်ပဲကျွန်တော်တို့တွေ့ရဟိုပြောမယ်ဆိုအင်းနဲ့အားနဲ့ဟိုလုံနေတဲ့သဘောမျိုးမတွေ့ရဘူးအဲကျွန်တော်တို့ပြည်သူတွေကပဲလိုက်ပြီးတော့တွားနေရတယ်ကျွန်တော်တို့စကိုင်းဟိုစကိုင်းဘက်အချမ်းမှာကြတော့ကျွန်တော်တို့ဟိုပြည်သူကပြည်သူကိုပြန်ကူညီပေးတဲ့အဆင့်တွေမှာပဲကျွန်တော်တို့ရက်နေတယ်နိုင်ငံတကာအကူအညီတွေစကိုင်းဘက်ကိုလုံးဝ လုံးဝမရောက်သေးပါဘူးအဲ့တော့ကျွန်တော်တို့မန္တလေးဘက်မှာကကြတော့ကျွန်တော်တို့လောလောဆယ်ရန်ကုန်ဘက်ကတက်လာဖို့ဆိုရင်တော့ကျွန်တော်တော်တော်လေးကိုခက်ခဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ဟိုပြောမယ်ဆိုရင်မန္တလေးကိုလာဖို့အတွက်ဟိုလေအစင်းစင်းကျွန်တော်တို့ကြော်ဖြတ်နေရတဲ့အနေအထားတစ်ခုကိုလည်းကျွန်တော်တို့တွေ့နေရတယ်အဲ့တော့ကျွန်တော်ဒီညမှာကျွန်တော်ပြောချင်တာမင်းအောင်လိုင်းအတွက်ထွက်ပေါက်ရသွားတဲ့ငလင်မရဲ့ဒါကိုကျွန်တော်တို့ကဒီပြောမယ်ဆိုလို့ရှိရင်ပြည်သူတွေကိုတိုက်ရိုက်အကူအညီတွေရောက်ဖို့ကျွန်တော်တို့နှိုးဆော်ပေးရမှာဖြစ်ပါတယ် ပြည်သူတွေစီကိုတိုက်ရိုက်အကူအညီရအောင်မနှိုးစော်ပေးနိုင်လို့ရှိရင်ကျွန်တော်တို့လုံနေတဲ့ဒီတိုင်းပြည်အတွက်ဆိုပြီးကျွန်တော်တို့လုံနေတဲ့ကျွန်တော်တို့ရဲ့အလုပ်ရက်တွေကပါတော့မိကုန်းထုတ်စရာဖြစ်လာပြီလေကျွန်တော်တော်လန်ကြီးလုံနေတာကဒီတိုင်းပြည်ကိုလွတ်မြောက်ခြင်းစိတ်တာယာခြင်းစိတ်စီပင်ဝါပြောခြင်းစိတ်နဲ့ကျွန်တော်လုံတာဒီပြည်တွေဒီပြည်သူတွေအတွက်ကျွန်တော်တို့လုံလုံနေတာဖြစ်တယ်အဲကျွန်တော်ပြောချင်တာအဲ့ဒါဒီပြည်သူတွေကလုံနေတာအခုနိုင်ငံတကာကဟိုက ဟိုပါလေ EU တို့ EU အုပ်စုကဝင်လာမယ်အမေရိကန်ကလည်းဝင်လာမယ်ပြောတယ်အဲ့မှာဘာကြပြောလဲဆိုတော့ဟို NUG ရဲ့တမရာကြီးဒူဝါလက်ရှိလာကဘာကြပြောလဲဆိုစစ်ကောင်စီနဲ့ပဲတွားပြီးတော့ဆွေးနွေးနေလို့စိတ်မကောင်းဘူးမူရဲ့ဒါနိုင်ငံရေးလားအော်ကျွန်တော်ပြောချင်တာစစ်ကောင်စီကလုံနေတဲ့လုံရက်တွေအခု ကျွန်တော်နိုင်ငံအခုကျွန်တော်နိုင်ငံတွေကိုရောက်လာခဲ့နိုင်ငံတကာအခုငါးနိုင်ငံရောက်တယ်တရုတ်တစ်ခုတည်းမန္တလေးကသူ့လူမျိုးတွေကယ်ဖို့အတွက်အပြင်ကိုထွက်ခွင့်ပေးပြီးတန်တဲ့အကလုံးနေပြီးတော့ဒဲမာနေပိတ်ထားတယ်ဒီလိုဟာတွေဖော်ထုတ်လေကျွန်တော်ပြောချင်တာဒါတွေကိုဖော်ထုတ်နိုင်ငံကအကူအညီရတယ်ခဲ့ငလင်ချက်မကြီးနေအောင်မရောက်ဘူးဒါမျိုးတွေကျွန်တော်တို့ပြောရမယ်လေနိုင်ငံကအကူအညီတွေကိုရိုးပြည်သူတွေစီကိုမရောက်ရောက်အောင်တိုးပြီးတော့ပို့ရမယ်မီဒီယာအားကိုကျင့်သုံးသုံးရမယ်ဒါနိုင်ငံရေးလုပ်တွေပဲလေ ဒီတိုင်းပြည်အတွက်လှုပ်တယ်ဆိုရင်ဒီလိုသစ္စာစေတနာမှန်မှန်ကန်ကန်လှုပ်ရဟုတ်ငါအစိုးရပေးသူ့အစိုးရပေးဆိုတာလူစရာမလိုဘူးအဲ့အလူရှင်တွေပြည်သူလက်ထက်တိုက်ရိုက်မရောက်ရောက်အောင်ခင်ဗျားတို့ကျွမ်းကျင်တဲ့ဘာသာစကားနဲ့ဗျာပြောကြဗျာအဓိကပြည်သူတွေစီကိုရောက်ဖို့ဘွိုင်းပြောရမှာမဟုတ်ဘူးလားကျွန်တော်ပြောကျင်တဲ့တဘောကပြည်သူတွေလက်ထက်ကိုရောက်ဖို့အဲ့မှာမတမာသူတွေကိုဖော်ထုတ်အခုခေတ်ကဆိုရှယ်မီဒီယာကိမတမာလုံမှုလုံရက်တွေအခုကျွန်တော်ပြောတယ်လေနေပြည်တော်ထဲမှာ အကုန်လုံးနေပြည်တော်ထဲမှာပဲထားပြီးတကယ်ငလင်ချက်မှရေးစီရအောင်မရောက်ကြဘူးလို့ပြောတယ်လေအဲ့လိုဝိုင်းအောင်ရမှာလေတကယ်အမှန်တရားတွေကိုဖော်ထုတ်ရမှာလေခင်ဗျားတို့ကဘာစကွက်လူဘုံမချောင်းနဲ့လေကျွန်တော်ပြောချင်တာရှင်းရှင်းလေးဟိုစစ်တိုက်တာမတိုက်တာအဲ့ဒါတော်လိုင်းကြီးတစ်ပိုင်းရန်သူကိုတွင်းရန်သူကိုတွင်းတော်လိုင်းကြီးတမားတော့ပြစ်မဲ့ကပ်ပါမယ်ရန်ကားကြီးပြက်တယ်ရှင်းရှင်းလေးလက်ရှိပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအကူအညီတွေဘလို့ရောက်အောင်တိုးပို့မလဲဆိုတာကိုစဉ်းစားရမယ်ကိုနိုင်တဲ့ဘက်ကကိုဝင်းရံရမယ်နော် မပြောခြင်းဘူးညာကျွန်တော်တိတ်မပြောခြင်းဘူးကျွန်တော်မပြောဘူးဆိုပြီးတော့နေတာရှင်းရှင်းလင်းလင်းတကယ်ဒုက္ခရောက်နေတယ်ကျွန်တော်ပြောတယ်ဖြစ်ဖြစ်ချင်းညာဖြစ်ဖြစ်ချင်းနေရဲ့ညာမှာကျွန်တော်လိုင်းဝတ်တင်တယ်ကျွန်တော်ဝိုင်းဆဲတယ်နော်ပြူစောထီးတွေကအပြင်ဆေးကန်းတွေကိုပိတ်ထားပြီးအစိုးရဆေးရုံဆေးကန်းတွေရင်ခွဲရုံတွေအားလုံးကိုစစ်တပ်ကဝိုင်းလာပါတယ်မန္တလေးမှာကျွန်တော်ပြောတယ်နော်ရှင်းရှင်းလင်း အခုဒီမနေ့ကျွန်တော်အလူရှင်တွေကိုကျွန်တော်ဘယ်သူတွေကသွားလူဝေးကြီးကကျွန်တော်အကုန်လုံးကိုကျွန်တော်လိုက်ပြီးတော့လှုပ်ဆော်ပေးတယ်နော်ကျွန်တော်ကိုယ်တိုင်စကိုင်းကိုသွားတယ်လေးလာတယ်ကျွန်တော်တို့ကတော်လိုင်းရင်သမားဗျာရန်သူငယ်မြည်တဲ့အထိတော့ဝင်ပြီးတော့ကျွန်တော်တို့အလုံးလုံးလို့မရဘူးအဲ့တော့ကျွန်တော်တို့နိုင်တဲ့လောက်ကျွန်တော်တို့လှုပ်ပေးရမယ်ကျွန်တော်တို့နိုင်တဲ့ပါလာကကျွန်တော်တို့ကျွမ်းကျင်တဲ့အလုံးနဲ့ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့ဝင်ရမ်းရမယ်ကျွန်တော်တို့ကြိုးစားယူရမယ်စက်ခွက်လူဖို့မစင်စားကြပါနဲ့ပြောချင်တဲ့တော့ကမစင်စားကြပါနဲ့နော် ဲ့တော့အဓိကပြည်သူတွေစီကိုဒီလူရှင်တွေဘလို့ရောက်အောင်ငါတို့တိုးပို့ပေးမလဲအကိုကြီးဘယ်နေရာမှာရင်ကနေလဲဘယ်နေရာမှာလူတွေပုတ်စော်နိုင်နေပြီဟုတ်တယ်နော်ဘယ်နေရာမှာတော့အသက်ရှင်နေလို့ကျွန်တော်တို့ကြားသိနေရတယ်အဲ့နေရာကိုသွားပေးပါသွားနိုင်တဲ့လူတွေကိုစော်ဩပေးရမယ်ဒါကျွန်တော်တို့အလုပ်လက်ရှိကျွန်တော်တို့ကလက်နက်ကင်တွန်လိုင်းလမ်းစဉ်ကိုရွေးချယ်ထားတဲ့အတွက်ကြောင့်ရန်သူနေမိတဲ့ကျွန်တော်တို့သွားလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အခုခေတ်မှာ social media တုံးနေတဲ့သူတွေအားလုံးကလိုင်းပေါ်မှာအလကပောက်ထွက်ခဲ့ရရှောက်မရေးနဲ့ရှောက်မတင်နဲ့တော့ အလှရှင်တွေလာနေတာတွေသူတို့လိုက်လွင့်နေအဲ့မှာသွားပြီးတော့ဟိုဘယ်နေရာမှာတော့ခက်ခဲဖြစ်နေပါတယ်ရောက်အောင်သွားပြီးကြပါအောင်ဒလိုလေးဆော့အောပေးရင်တော့ကျင်တတ်တယ်အခုဗျာနိုင်ငံတကာအကူအညီတွေဝင်လာမယ်ပြောတယ်အဲ့နိုင်ငံတကာအကူအညီတန်တမန်ကြီးအရတန်ယုံတွေကိုစာဖို့နော်အစိုးရ level ရှိတယ်ဆိုလဲအစိုးရချင်းချင်းထိတ်ဆက်ပြီးတော့ပြည်သူရဲ့ဒီနေရာဒီနေရာဒီနေရာတွေမှာဒုက္ခအရန်ရောက်နေပါတယ်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတယ်အဲ့နေရာတွေကိုဓာတ်ရရအောင်လှူပါအကုန်လုံးအလူချင်းတွေကိုနေပြော်ထဲမှာပိတ်ကြပြီးစစ်တပ်က အဲ့ပစ္စည်းတွေတစ်ချိန်နေပြည်တော်ထဲမှာပိတ်နေလို့ရှိရင်အဲ့ပစ္စည်းတွေတစ်ချိန်စစ်တပ်ရိတ်ကဖြစ်သွားခဲ့ခင်ဗျားတို့တရားခံမှာဒါမျိုးတွေတုံတုံးရမယ်နိုင်ငံရေးမှာဒါမျိုးတွေတုံတုံးရမယ်ရှင်းရှင်းလေးစစ်တပ်ကနေဓာတ်ရိုက်ကူညီတယ်စစ်တပ်ကနေဝင်ပြီးတော့ကူညီတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့ခွင့်တောင်းတာဘယ်ဘက်ကခွင့်တောင်းခွင့်တောင်းကျွန်တော်တို့လက်ခံတယ်နော်ပြည်သူတွေစီကိုဓာတ်ရိုက်ပို့ပေးပါပြည်သူတွေကိုလှူပေးပါပြည်သူတွေကိုကူပေးပါဒါမျိုးတွေခင်ဗျားတို့ပြောရမယ်ဒါမျိုးပြောမှရမှာလေနော် ရှင်းရှင်းလေးအခုဥစားကလည်းနည်းနည်းလေးပြောလိုက်ရတယ်ဝိုင်းဆဲဘူးပဲဟာကျွန်တော်မန်တရားပြောနေတာကျွန်တော်မန်တရားပြောနေတာနော်တော့မန်တရားပြောတာရှင်းရှင်းလေးစစ်တပ်ရိတ်ခါမဖြစ်ဘူးပြည်သူတွေတကယ်တော့ရောက်နေတာပြည်သူတွေစီကိုကူဖို့ဒါမျိုးတွေဖြစ်ရမယ်အခုရောက်လာတယ်လေရင်ကွင်းနဲ့အပြင်ကိုတော့မလာဘူးနှစ်ရက်ရှိပြီဗျာနှစ်ရက်ရှိသွားပြီဗျာနေပြည်တော်ထဲမှာပဲရှိသေးတယ်တရုတ်ကသူ့နိုင်ငံသားအများစုနေတိုင်းနဲ့မန္တလေးကိုသူတို့ကယ်ဖို့သူတို့တရဝင်ပြဲပြီးတော့ဝင်လာပဲတရုတ်ကိုကြော်လို့များတော့မရောက်လိုက်ဖွင့်ပေးလိုက်ရတယ်ကျန်တဲ့နိုင်ငံတွေ ဟောင်ကောင်တောင်းနေတာပြစ်ပစ်ချင်းเนาะငလင်ဖြစ်ပြီး၄နိုင်အကြာမှာဟောင်ကောင်ကတိုက်ရိုက်သူဝင်ပြီးကူညီပေးဖို့အစိုးရဂါဗာမန့်တို့ဂါဗာမန့်ချိတ်ဆက်ပြီးတော့သူတို့ပြောတယ်ဝင်ခွင့်မပေးဘူးဝင်ခွင့်မပေးဘူးဟောင်ကောင်အခုအမေရိကန် EU ဘာညာကြီးအကုန်လုံးကအဲပတ်စပ်ပေးငါတို့ပေးပေးမယ်ဒါပဲပြောမှမင်းအောင်လိုင်းရရှင်းရှင်းလေးမင်းအောင်လိုင်းကိုတိုက်ရိုက်ပေးလိုက်လို့တစ်ချိန်ကျွန်တော်တို့တတ်ဖို့စစ်လက်နက်တွေရိတ်ခါတွေဝယ်ယူစုဆောင်းတာတွေဖြစ်လာခဲ့အဲ့ကောင်တွေက တပိုင်းမှာတရားခံပြစ်သွားမယ်အဲ့အတွက်သူလက်မခံဘူးတိုက်ရိုက်လှူခွင်းကိုသူတောင်းလိုက်မယ်မပေးလို့ရှိရင်အဲ့မှာစောက်ချက်ကွဲမယ်အဲ့လိုတောင်းအဲ့လိုပြောအဲ့ဒါနိုင်ငံရေးပြည်သူကိုကူညီတာကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကပြည်သူကိုကူညီဖို့တိုင်းပြည်ကိုတာယာဝပြောဖို့အေးချမ်းဖို့ကျွန်တော်တို့လုပ်နေတာဖြစ်တယ်ဒီလောက်ကြီးတော့ခင်ဗျားတို့မလုပ်နိုင်ဘူးလားဗျာကဲပြောဟုတ်မင်းအွန်လိုင်းနဲ့ချိန်ဆက်ပြီးအချိန်ဆက်တယ်ချိန်ဆက်ပလိမ့်တယ်ဘာဖြစ်လဲပြည်သူတွေအဆင်ပြေဖို့ရေးကြီးတယ်ဒါပေမဲ့ ခင်ဗျားတို့ပြည်သူကိုဓာတ်ရိုက်လူနိုင်အောင်ကြိုးစားပါဘယ်သူလဲပဲချိန်ဆက်ချိန်ဆက်ရတယ်ပြည်သူကိုဓာတ်ရိုက်ကူညီဖို့ခင်ဗျားတို့ကြိုးစားပါကျွန်တော်တို့ပြည်သူတွေလေဒီပြည်သူတွေစီပင်ဝါပြောဖို့အေဂျင့်တာယာဖို့တော့ကျွန်တော်တို့လွတ်မြောက်ကျွန်တော်တို့တိုင်းပြည်ခုလုံးလွတ်မြောက်ဖို့ကျွန်တော်တို့စူးစမ်းနေကြတာလေအခုတော်လိုင်းကြီးကကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ဖို့ကျွန်တော်တို့တိုင်းပြည်စီရင်ဝါပြောဖို့အတွက်လိုအပ်တဲ့ဥပဒေသားတွေရေးဆွဲနိုင်ဖို့အတွက်မိမိစားတိုက်ကိုကျွန်တော်တို့တော်လိုင်းနေကြတာလေပြည်သူတွေအတွက်လုပ်နေရအခုပြည်သူတွေခက်ခဲဖြစ်နေတယ်လေ နိုင်ငံရေးကပပနဲ့နဲ့ကလေးအလုံးလုံးပါစောက်တွဲကြီးမလုံနဲ့ခမောက်ဆဲနေရတယ်လိုင်းပေါ်မှာပြူပြန်နေပြီအဲ့ဒါတွေကကျွန်တော်တို့လက်ရဲတာတွေအပြန်လည်းလောက်ရမယ်အလုပ်တွေမဟုတ်ဘူးအဲ့ကူလိုင်းပေါ်မှာကြည်နေတဲ့လူတွေအားလုံးကိုကျွန်တော်နေနဲ့အကူကြီးတစ်ခုတောင်းနေတာကအခုလာလူနေတဲ့လူရှင်တွေရှိတယ်ဝိုင်းပြီးတော့ပြည်သူတွေကိုတိုက်ရိုက်လူဖို့ဝိုင်းပြီးတော့ပို့ကြပါဝိုင်းပြီးတော့ပြောကြပါလို့ကျွန်တော်နေနဲ့အကြံပေးလို့ပါနော်ပြည်သူတွေအားလုံးကိုကျွန်တော်ပြောချင်တာအဲ့ဒါပါ နောက်ပြည်သူတွေအနေနဲ့လည်းမရှင်းတာရှင်းလေကျွန်တော်မေးလို့ရတယ်နော်ဟုတ်ကဲကြည့်အဲ့မှာကြည့်ရှင်းရှင်းလေးအမှတယောက်တက်လာရပါလေဘကူမကူမဟုတ်လားအခုမှကျွန်တော်တို့နိုင်ငံမှာဘလောက်ထိစောင့်ချင်းရုပ်ကိုကောင်းလဲကြည် ပြည်သူတွေတလောက်ဒုက္ခရောက်နေတာမှာစေယုံစေကန်းတွေပိတ်ထားတယ်လက်ငင်းငွေကြေးစနစ်နဲ့ပဲရောင်းနေတဲ့ထိုင်းနိုင်ငံကကြတော့မှဘာစေဝါယူယူအကုန် free ဆိုပြီးတော့မှထားနေကြပြီကျွန်တော်တိုင်းပြည်ကတကယ်ဗျာတခါတလေလဲတွေးမိတယ်တိလားနော်တခါတလေလဲတွေးမိတယ်ကျွန်တော်တို့တွေဒီဒီအတ္တသမားတွေကဒီတိုင်းပြည်ကနေဘလို့ပြက်ွယ်သွားအောင်ကျွန်တော်လုပ်ရမလဲနော်စဉ်းစားကြည့် နော်တချို့အားမှာရေတံဘူးတွေဈေးကြီးရောက်နေတဲ့စံတပြီကိုတသောကျော်သွားပြီတဲ့မန္တလေးမှာဒီနေ့နော်ရေတံတပူ3000နဲ့မကြောက်ဘူးရဲ့ဈေးတွေဗျာနော်ဟုတ်တယ်ကျွန်တော်အလူရှင်တွေလည်းကျွန်တော်ဒီကနေကျွန်တော်တက်နိုင်သလောက်ကျွန်တော်ပြောတယ်အကိုကြီးကျွန်တော်တို့ကအညာပူပြင်းတဲ့အချိန်ကရေတော်တော်ပြတ်တောက်နေတယ်နော်ပြတ်နိုင်လို့ရှိလို့ရှိရင်ငလင်လှုပ်ထားတာဖြစ်တဲ့အတွက်ဒီရိုးရိုးရှင်တင်းရင်ရေတွေကန်ရေတွေကျွန်တော်တောက်ဖို့ကမလွယ်ဘူးအဲ့တော့ရေတက်တက်နိုင်သလောက်ကူညီပြီးတော့ဆောင်ရွက်ပေးပါဝိုင်းပြောကြပါနော် အဲ့လိုမျိုးတွေလောက်ရမယ်နော်အဲကျွန်တော်တို့ပြည်သူတွေလည်းမအပါနဲ့ဟိုပြောမယ်ဆိုရင်အလှရှင်တိုင်းကဟိုပြည်သူတွေကိုဓာတ်ရိုက်လှူတဲ့စနစ်ကိုကျင့်သုံးပေးဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံလိုပါတယ်ဒါတော့ပါပဲဗျာအများကြီးပြောလို့ရှိရင်လည်းကျွန်တော်အမားတွေပါပါစိုးရတယ်အဲတော်လိုင်းကြီးကာလာလည်းဖြစ်အခုလိုပြည်သူတွေခက်ခဲနေတာကိုကြည်ပြီးတော့ကျွန်တော်တို့အနေနဲ့လည်းတော်တော်လေးကိုရင်ကျုံးမရဖြစ်ရပါတယ်အဲ့တော့ကျွန်တော်တို့လည်းပြောမယ်ဆိုရင်တော့ပြည်သူတွေနဲ့အနီးဆက်ဆုံးမှာကျွန်တော်တို့ရှိရှိနေတယ်ကျွန်တော်တို့ လုံနိုင်တဲ့လောက်ကျွန်တော်တို့လုတ်ပေးနေပါတယ်လို့ပြောကြရင်လည်းဒီလောက်ပါပဲနေကုန်းချုပ်ပါတယ်เนาะ